ကိုမင်းနဲ့နဲလို့မှာဘောလုံးရနေလို့တောင်းနေပါလေဆိုတော့တုံးလုံးလုံးအော်တယ်မြောက်ဘူးနောက်ကိုပဲပြန်ပါအဲ့တော့ तू อ่ะအရှင်းမပြောရဲနောက်မှာပြန်ပြီးတော့ဗျာကျွန်တော်ခက်ကြီး तू อ่ะကြိုင်ကမှာအာ तू တကြီးဆိုးဆိုး already near at home that time ပဲကျတော့ rainy မှာကန်နေကြအပြော်ရန် timely ပွဲကိုကန်ဖို့သွားမှာဖြစ်ပါတယ်အဲဒီနေ့ကကျွန်တော်တို့ဒုတိယပွဲစဉ်ပြရပွဲစဉ်ဆို6ခွဲလောက်မှာကန်ပြစ်မှာဖြစ်ပါတယ်ဒီနေ့ကန်မဲ့အသင်းအဆင့်6ကအသင်းဒါပေမဲ့သူက2ပွဲနိုင်ထားတာရှိရတပွဲတည်ကြထားတာရှိရ အဆင်းရှိတဲ့ဆိုပေမဲ့ကန်ကြီးမှာအကွာအသိအချင်းတွေကိုသိရမှာဘာလို့ဆိုတော့တပတ်နဲ့တပတ်မှာပြောတာမှာပြောင်းလဲလို့လို့ရတယ်လူတွေခေါ်လို့ရတယ်ဆိုတော့အဲကိုရီနဲ့တွေ့ရပွဲမှာသူကလူခေါ်ပြီးတော့အသိကောင်းနေရမျိုးလည်းဖြစ်နေနိုင်တယ်သတိတော့ထားပြီးကန်ရမယ်အနာနေတော့ကိုယ်ရောရောက်တော့မယ်အရင်တပတ်ကလည်းသူတို့တကြံနဲ့ပြိုင်ပွဲနားထားဒီကွန်းကမရောက်ဖြစ်တာက9ရက်8ရက်လောက်တော့ရှိနေထုံးစံတိုင်းကလေးတွေပဲထွေးနေစင်းနေလား ပထမဝဲတော်မစားသေးကလေးတွေပဲ training ဆင်းနေရရှိဒီနေ့ညလီဝဲကံမဲ့နေရာကိုရောက်ပါပြီဒီနေ့ကလက်ရှိနီးတဲ့ကံမှာဖြစ်ပါတော့ပါစင်းရယ် မင်းနည်းနည်းလေးမှာဘလုံးရနေလို့တောင်းနေပါလေဆိုသုံးလုံးလုံးអော်ទៅញ៉ៅហូបក៏ပြန်បោះអើទូអាចិមិនមិនណាមកទៀតបងយាថាជីទូកាញ់ទៅមកប៉ាទូថាជីសុនសុនဒီကွင်းကြဲကဘလို့ပြိပြိမင်းလောင်းမကန်ကန်အောက်ကကြံဘလို့လင်းရှေ့ရောက်ကိုရောက်နေတယ်။ဂျားပဲပဲဖြစ်ဖြစ်မင်းကတတော်ကိုအသင်းကလို့ပထမပိုင်းအသင်းနေကောင်းနေကောင်းနေစင်တော့ဒီအသင်းကဘလို့နေရှေ့ရောက်မှာအဲကြောင့်ငါတောင်းတယ်။ဟာ အဲ့ဒီလုံးကလည်းဟုတ်တယ်ချက်ကြီးပြသူလှည့်လိုက်ရတယ်ချက်ကြီးတောင်းလိုက်ရင်ဖွက်ပြီအဲ့ဒါသူကဘယ်အတိုင်းမှာပါဆင်နေပါဖို့ဘယ်ဘယ်ဘက်မျက်လုံးဘယ်ဘက်တချမ်းလုံးကလောလောဆယ်မှာတုံးကားမရဘူးပြည့်အော်ချက်ကြီးတောင်းလာပူပူရောမင်းအဲ့ဒီကွာမှာကိုထက်ဒီနေ့ဒီကောင်မင်းရနှစ်ခုံးရလိုက်ဆယ်ခုစီရုံးနဲ့နိုင်တော့ပါတယ်ထမင်းစားပြီးရင်ပြန်ပါတော့မယ်ကဲပွဲပြီးလို့ပြန်ပါရမယ်ကဲနောက်ပွဲရဆက်ပြီးတော့ကမ်းနေရမှာဟဲ့ဒီရော ပထမပိုင်း9မိနစ်လောက်နဲ့ဒုတိယပိုင်း9မိနစ်လောက်ပဲကန်လိုက်ရတယ်။ဂိုးတော့မရလိုက်ဘူး။အဲ190နဲ့တော့ပြီးသွားတယ်။ဒီနေ့သင်ပုံမှန်ဆိုတာတဲ့လူကတိတ်မကောင်းဘူး။ဒီနေ့တယောက်နဲ့ခေါ်ထားတော့ရှိတယ်။ဒါပေမဲ့လည်းဂိုးကတော့ပြတ်တာပဲ။တယောက်နဲ့ယောက်နဲ့ကဘာမှမထူးဘူး။အခုက17ထိုးတော့မယ်။ဟို8နာရီခွဲ။ပုံမှန်ဆို10နာရီလောက်တော့ပြန်လို့ရပါမယ်။ဒီကသမင်းစားပါညာနဲ့ကြာပါဘူး။အေးဒုတိယအသင်းကလည်းနိုင်သွားတယ်။သူတို့ကဂိုးတော့တိုင်းမပြတ်ဘူး။သူတို့ကတပွဲရော့မှာဂိုး ဟိုဒုတိယဖြစ်နေတပွဲရောတယ်ကိုကတော့ကျွန်တော်တို့အသင်းကပိုးသားတယ်အနောက်ပွဲကိုကရှစ်ပွဲမြောက်ကံပြီးဆိုတော့ဆနှစ်သင်းဆိုတော့နောက်ထပ်သုံးပွဲကျင်အောင်ပါပေါ့တကြော်ရဲဆိုရင်ပေါ့ကိုကတကြော်လားနှစ်ကြော်လားတခြားတော့မသိသေးဘူးအနောက်ပိုင်းနေကုံနိုင်အောင်ကံမယ်ပြီးတော့ဂိုးပြက်လို့ရတဲ့ပွဲတွေဂိုးပြက်မယ်ဆိုရင်တော့ဒီအသင်းမှာချန်ပီယံဖြစ်မှာအမှန်ဆိုဒီတစ်ပတ် Sunday ကချန်ပီယံဘက်မှာဒီငလင်းရံမွေပွဲကံဖို့အတွက်အသင်းအသင်းနဲ့ချိတ်ထားပြီးသား ဒါပေမဲ့သူတို့စပြောနေတာကဂျူးတော့ပြောထားတာပေါ့ဒီ sorry ပွဲရှိတယ်ဆိုရင်တော့မလာပြစ်လောက်ဘူးပေါ့အခုလဲပွဲကဒီ29နှစ်ရရှိတယ်ဆိုတော့အဲ့ဘက်ကမသွားပြစ်တော့ဒီမှာပဲအဲ့ဒီဖနာကွန်းမှာပဲပြန်ကြအောင်အဲ့လိုမဟုတ်ဘူးကွန်းမှာပုံသေးသေးမရှိဘူးဆိုရင်တော့အပတ်တိုင်းကိုကဒီတခြားအသင်းတွေမှာတသိမဟုတ်တသိချိတ်ချိတ်ပြီးမြေတန်းကန်လို့ရတယ်ဒီထိုင်းဝင်ရောက်ခါသားတော့အဲ့လိုပုံစံမျိုးပဲဘယ်အသင်းရဲ့လို့ဒီတခြားမရှိဘူးအာစနေနေ့ညရောက်ခါနေပြီဆိုရင် အဲချိတ်ထားတဲ့အသင်းတွေရဲ့နေမှာကိုအစဉ်ပြေတဲ့အသင်းတွေကိုတော့ကန်ကြဒီ sorry ကိုရောက်လာပြီးရမှာအသင်းအဒီကြဖြစ်သွားတော့ဒီအသင်းဘွဲကိုအဓိကထားကန်ဆန်နေဘွဲတွေကကိုအားမလိုက်ကန်ပြီးရကျေခဏနေဆောင်ရောက်တော့မှာဆိုတော့ဒီဘလော်လေးရောက်တော့လောက်ပါပဲကြည့်ရှုပြည့်သူအားလုံးကိုကျေးဇူးတင်ပါတယ်